အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါ Chelsea အသင်းကအခု Transfer Market ရောက်လာတဲ့အချိန်မှာသူတို့အသင်းရဲ့ကစားသမားအချို့ကိုအသုံးချပြီးတော့ဒါထိတ်တန့်ကစားသမားတွေပေါ့လေအခုကျွန်တော်အားလုံးသိထားပြီးသား Michael Modri ရဲ့ကျွန်တော်မ30ကိုဒါခိုးဖားမကိုပေးလိုက်ပြီဒါ Jadon Sancho လည်းထွက်သွားပြီအဲ့တော့ဒီချင်းအဖြစ်အခုလက်ရှိမှာဒါခိုးဖားမနဲ့ ခိုးပါမကမိုးထွင်းနေရကိုအပြီးဝင်သွားစံချိုထွက်သွားတဲ့အတွက်ချက်စီကအဲတောင်ပံကစားမတွေကိုအသေးတန်လိုက်အားလုံးတိထားပြီးသားချက်စီတင်းတိုက်စစ်မှု လိုအပ်တယ်ဒါပေမဲ့သူတို့ကအိုက်တိုက်စစ်မှုအတွက်လက်ရှိကစားမတွေကိုသူတို့ပျော်ရွှင်ပြီးတော့မှအခုလက်ရှိမှာ Chelsea သင်က okay ဒါတောင်ပန်ကစားမတွေကိုပါအားထည့်တော့မယ် maybe Hugo Akitike ရာ Chelsea ရဲ့နောက်ထပ်တိုက်စစ်မှုတစ်ယောက်ဈေးကွက်မပိတ်ခင်မှာဖြစ်နိုင်တယ်ဒါပေမဲ့အဲ့ဒါက Christopher Ankuku ထွက်တာတို့နောက်လူငယ်က Marki ထွက်တာတို့အဲ့ချက်တွေထွက်သွားရင်တော့အတိုက်စစ်မှုတစ်ယောက်ဖြစ်ကောင်းဖြစ်နိုင်အခုလောလောဆယ်မှာ Jackson ရဲ့ လီဒီလိုက်ရဲ့ထိုင်ဝီဂျော့ချ်ကရှိမယ် maybe huko akitiki ဒါပေမဲ့အဲ့တောင်မှမှာကချက်စီမှာကနက်တိုတယောက်ပဲရှိတော့တယ်နော်နီမာဒူရီကရှိတယ်နက်တိုရှိမယ်အရင်ကဆန်ချိုရှိတယ်၃ယောက်ရှိတယ်ပြီးတော့မူကမီကာလိုမိုဒရစ်နဲ့၄ယောက်ရှိတယ်အဲ့မှာမိုဒရစ်ကစေးကြတော့သူ့ရဲ့30ကခိုးဖာမှာယူသွားပြီးအဲ့မှာဆန်ချိုကဒါမန်ချက်စတာယူနိုက်တက်ကိုပြန်သွားတဲ့ချိန်မှာ နော်နီမာတူရီကရဲ့အနာဂတ်လည်းမသေးကြဘူးဆိုတော့ချယ်ဆီကအခုသူတို့ရဲ့တောင်ပံ position အတွက်စပြီးတော့သူတို့ဘက်ကအသေးတန်စပြီးတော့လိုက်တဲ့ချိန်မှာဝက်ဆန်ရဲ့ဆွဲဆောင်ရကစားမဖြစ်တဲ့ဒါဘယ်လိုပြောမလဲမော်မက်ကူဒုစ်ကိုသွားချင်းကတ်တယ်လန်ဒန်ပြိုင်ဘက်ဝက်ဆန်တင်ကပြောင်းရွှေ့ချေတန်း80နဲ့တရာသတ်မှတ်ထားတယ်ဆော်ဒီအာရေဗျာကတော့သူ့ကိုတန်း120တိပေးမယ်ဆိုပြီးကမ်းလှမ်းမှုတွေရှိထားပေမဲ့ဒါအခုလောလောဆယ်နေထားရချယ်ဆီအသင်းက ဒါလက်ရှိမှာဝက်ဆန်ရဲ့ဒါမိုဟမက်ကူဒုစ်ကိုလိုချင်ကြောင်းဒါကျိုးပတ်မှုဖြစ်ပြီးတော့ကစားမအလိုက်ပေးကမ်းလာမှုတွေပြုလုပ်ထားတယ်ကူဒုစ်ကအားလုံးသိတာပြီးသားဘယ်ဘက်ချမ်းမှာ ကောင်းကောင်းကစားနိုင်တယ်ညာဘက်ချမ်းကသူ့ရဲ့ main position ဖြစ်တယ်ဒါပေမဲ့ west ham မှာအဲ့ဘက်ချမ်းမှာသူကောင်းကောင်းကစားတယ်ဒါ cooper ဒီဘယ်လိုပြောမလဲ netto နဲ့သူနဲ့ကကြိုက်တဲ့ချိန်ကို click ကစားလို့ရတယ်ဒါပေမဲ့ chelsea ကကျွန်တော်တို့အခုလောလောဆယ်မှာဒီစားပွားကိုလိုချင်တော့ပြောင်းရွှေ့ကြီးထက်ကစားပွားအလိုက်ပေး west ham ကအခုကိုသမား aaron ramsey ကိုလိုချင်တယ် so ramsey လိုပဲကိုသမားတယောက်ကိုသူတို့ offer ပေးအနေနဲ့အခု chelsea offer ပေးတာက west ham ကိုကိုသမား robert sanchez ရဲ့ karen jubri ho ရဲ့ အနှစ်ယောက်အလိုက်ပေးပြီးတော့ခူဒုစ်ကိုခေါ်ယူဖို့သူတို့ကမ်းလာတယ်ခူဒုစ်ကိုတိုင်ကဆော်ဒီကမ်းလာမှုတွေရှိတယ်မဲ့သူတို့ကပရီးမီးယားလိမှာပဲဆက်နေခြင်းနဲ့အတွက်ဒါသူ့ဘက်ကဆော်ဒီကိုမပြောင်းဘူးလို့ဆိုထားတဲ့အချိန်မှာဒါလက်ရှိနေထားရဒါသူ့ရဲ့ရောကြီးစာချုပ်ကပေါင်85တန်းယူရိုဆိုရင်တန်းတရာရှိတယ်ဝက်ဆန်ကသူတို့ရဲ့ဂါနာတောင်ပံကစားမကို ပေါင်85တန်းတတ်မှတ်ထားပြီးတော့ချယ်ဆီက ဂျူပရီဟောနဲ့ဆန်ချက်နဲ့အလိုက်ပေးတယ်ဝက်ဆန်က sorry ပဲဆိုပြီးပေချထားတယ်ဆိုတော့ချက်စင်းနေတဲ့အခုလောလောဆယ်မှာနော်နီမာတူရီကေကိုသူတို့ ရောင်းဖို့လဲစဉ်းစားလျက်ရှိတယ်ဆိုတော့ပြီးခဲ့တဲ့ရပိုင်းကချက်စင်းအသင်းရဲ့ဒါအဓိကကစားတောင်းပန်ကစားမဖြစ်တဲ့နော်နီမာတူရီကေကိုလိုချင်တဲ့အသင်းချိုးရှိတဲ့ကြောင့်ချက်စင်းကရောင်းဖို့စဉ်းစားနေတဲ့အချိန်မှာအဲ့နော်နီမာတူရီကေကိုချက်စင်းအသင်းနေနဲ့ပေါင်တန်း60လောက်သူတို့သတ်မှတ်ထားတယ်မာတူရီကေကိုသူတို့ကအမှန်တိုင်းပြောတော့ဗျာ ဘလို့ပြောမလဲဆိုတော့သူတို့ဘက်ကရောင်းတော့မရောင်းချင်ဘူးဒါပေမဲ့လည်းသူတို့အနေနဲ့နောက်ထပ် update လုပ်ချင်တဲ့အတွက် Nonima Duike ကိုရောင်းချင်တယ် AC Milan အပါဝင်အသေးတော်တော်များများကသူ့ကိုလိုချင်တယ် Nonima Duike ကအခု လက်ရှိအနေထားအရချဲစီအသင်းကနေထွက်သွားနိုင်ဖို့ရှိပြီးတော့တကယ်တော့ချဲစီကဒါ Anonymity ကိုလည်းရောက်မယ်ဆိုတော့တေချာတဲ့ခုတုကိုသူတို့တေချာပေါက်ခေါ်မယ်ဒါပေမဲ့ကျွန်တော်ထင်တော့တောင်ပန်နေအများကြီးသူထုတ်မှာတော့ပေါ့ဘူး။ဘာလို့ဆန်ချိုလည်းမရှိဘူးမိုးထွက်လည်းမရှိအချိန်မှာ Anonymity ကိုတော့ကျွန်တော်ကတော့ထင်တာတော့စက်ထိန်ထားကောင်းထားနိုင်တယ်။ဒါပေမဲ့ချဲစီဘက်ကအခုလောလောဆယ်မှာခုတုရဲ့အပြောင်းရွှေ့ကိစ္စကိုအသေးအတန်လုပ်နေတယ်။ကစားမနှစ်ယောက်အလိုက်ပေးတာကိုပယ်ချခံရတယ်။ဒီနေရာမှာချဲစီဘက်က Mike Menu ကိုသူတို့ AC Milan အသင်းနဲ့ခေါ်ဖို့ကြိုးပမ်းတဲ့အခါမှာ AC Milan အသင်းကမိုက်မက်ညိုရဲ့အပြောင်းရွှေ့နဲ့ပတ်သက်လို့သူတို့လိုချင်တဲ့ပြောင်းရွှေ့ခြင်းနဲ့ Chelsea ပေးထားတဲ့ပြောင်းရွှေ့ခြင်းသဘောမတူလို့သူတို့လက်မခံထားဘူးအခုဒါ Sky Italia မှာဖော်ပြချက်ရ AC Milan နဲ့ Chelsea တာဝန်ရှိသူတွေက လာမယ့်ရပိုင်းတွင်မှာအပြောင်းရွှေ့ကိစ္စအတွက်ထပ်ပြီးဆွေးနွေးဖို့ရှိတယ်။ဒီဒီချိန်မှာတော့ပြောင်းရွှေ့ခြင်းကိစ္စကိုဒါပို့ပြီးတော့သဘောတူနိုင်မဲ့ခြေတစ်ခုထိသူတို့ရအောင်ညှိနေတယ်။သူတို့ချယ်ဆီကယူရိုတန်း20ထပ်ပို့မပေးဘူး။ဒါချယ်ဆီကတန်း20ထပ်ပို့မပေးဘူး။ AC Milan ကယူရိုဆိုရင်တန်း35တန်းလို့ရှင်နေ။အသက်29နှစ်ပဲရှိတဲ့ AC Milan ဂိုးသမားကိုတကယ်လို့သူတို့ကအဲဂိုးသမားမိုက်မန်ယူနာရမယ်ဆိုရင်ကက်ပါဦးလီစာပလာကတရားပေါ်ထွက်မယ်။ ။နောက် Mike Fender လည်းထွက်ပေါ်များတယ်။ပြီးတော့မှ Robert Sanchez ကိုလည်းသူတို့ထုတ်ဖို့ရည်ရွယ်ထားတဲ့အတွက်ကြောင့်ဂိုးသမားကတော့သူတို့နှစ်ယောက်လောက်ပဲချမ်းပဲ Philip Jorgensen နဲ့ maybe Petrovic Petrovic လည်းမသေးကြဘူး။ဆိုတော့အခု Chelsea ဘက်ကဂူလောဇန်ပါဒါတောင်မှ position အတွက် Kudus ကိုတောက်လျှောက်လိုက်တယ်။နောက်တန်း58တန်း 68တန်းရောကြီးစာချုပ်ရှိတယ်။ဒါဘယ်လိုပြောမလဲ။နီကိုဝီလျံကိုလည်းသူတို့ plan ထဲမှာထည့်သွင်းထားပြီးတော့အလဟန်ဒိုဂါနာချူလည်း target ထားတယ်။ဆိုတော့တေချာတော့အဲ့တောင်ပံကဂါနာချူရဲ့နီကိုဝီလျံရဲ့ခူဒုစ်ရဲ့ကိုသူတို့ target ထားပြီးတော့မှဂိုးသမားမိုက်မန်ညိုကိစ္စကိုအပြီးသတ်လုပ်တယ်။တကယ်လို့အဆင်ပြေလို့ဒါလုံလောက်တဲ့ပြောင်းဖွေချေရရင်တော့နော်နီမာဒူရီကိုပါချယ်ဆီကရောက်ဖို့ပြင်ဆင်ထားပြီးတော့လွေယာတီမာစကွတ်ကိုတတ်နိုင်သမျှတင်ဖြစ်အောင်သူတို့လုပ်ဖို့ပြင်ဆင်နေပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။